အလိုအားလုံးပဲမင်္ဂလာပါ Sports Channel ရဲ့ Facebook Page နဲ့ YouTube Channel ပြန်လည်ကြိုဆိုလိုက်ပါတယ်။အာဒီနေ့ကျွန်တော်တုံးသပ်ပေးချင်တဲ့ Premier League ပွဲစဉ် Go Premier League ပွဲစဉ် Go ရဲ့ပွဲစဉ်ပွဲဖြစ်တဲ့ Manchester United နဲ့ Brighton တင်းရဲ့ပွဲစဉ်ပွဲကျွန်တော်တုံးသပ်ပေးချင်ပါတယ်။ပွဲကြိုတုံးသပ်ချက်လည်းကျွန်တော်လုပ်ချင်ပါတယ်။နောက်ပိုင်းမှာကအာ Brighton က Man U ကိုအတားအဆီးနဲ့ကစားတာပြုရှင်ဒီကိုပြတ်ကြီးပဲနိုင်လာဆိုတော့ကိုပြတ်နိုင်ပွဲများတယ်ပြုရှင်လည်းဒီ Man U ကဘလို့မှဒီခုနောက်ပိုင်းမနိုင်တာတွေ့ရတယ်ဆိုတော့အာဒီပွဲမှာဘလို့ရထွက်လာမလဲ။ အခုကျွန်တော်တို့ဒီအဖုံမှုရဲ့ဒီနောက်ဆုံးတွေ့ဆုံမှုမှာဆိုရင်အာ Brighton က Brighton ကနောက်ဆုံး၅ပွဲမှာက၃ပွဲနိုင်တယ်၂ပွဲတည်တယ်ဆုံးပွဲမရှိဘူး Manchester United ကြတော့ဒီ၃၅ပွဲမှာက၃ပွဲနိုင်တယ်၂ပွဲရှုံးထားတယ်ဆုံးတဲ့တင်က Brighton နဲ့ Brighton နဲ့ဒီ Man City ီဘရိုက်တန်လည်းခုအချိန်မှာဆုံးပွဲမရှိထားဘူးအကောင်းဆုံးသူတို့မှလည်းဒီဆစ်ဆက်နေတယ်မန်ချက်စတာယူနိုက်တက်ကြတော့လည်းခုနောက်ပိုင်းနည်းနည်းလေးနိုင်ပွဲပြန်ရလာတယ်ဟိုပြီးခဲ့တဲ့ဘက်ကဆန်ဒါလန်ကိုနိုင်ထားတယ်လီဗာပူးကိုနိုင်ထားတယ်ဆိုတော့ဒီသူတို့လည်းနည်းနည်းလေးအပြန်ရှိလာတယ်ပြီးလို့ရှင်သူတို့နည်းနည်းလေးတင်းပေါက်စိတ်ထက်ခွန်အပြန်ပြည်လာမယ်ပြီးလို့ရှင်တင်းပေါက်နည်းနည်းပြန်ကောင်းလာတဲ့အနေအထားရှိတယ်မန်ယူကလည်းအဲ့ဆိုတော့ကျွန်တော်ဒီပွဲမှာကဘရိုက်တန်လည်းဟိုမှာဆုံးပွဲမရှိထားဘူးမန်ချက်စတာယူနိုက်တက်ကလည်းအခု loss ရတော့ နိုင်ပွဲလေးပြန်ဆက်လာသူစိတ်တက်ခွန်တက်လာတဲ့အချင်းဆိုတော့ဒီပွဲလည်းအရင်ကြီးကောင်းမဲ့ပွဲစဉ်ပွဲဖြစ်တယ်ဒီပွဲမှာကအာအမိုရင်းကလူစားထဲတာတို့ဒီ line up ထုတ်တဲ့ချိန်မှာဒီဘယ်လိုပြောလုံးဝ line line up မှာဖို့လို့မယ်ပြီးရှင်ဒီဒီပွဲမှာ Manchester United ရဲ့အင်္ဂွတ်ဖြစ်တဲ့အတွက်ကိုဒီပွဲမှာအရန်ခူးစားရမယ်ကိုယ့်ရဲ့အင်္ဂွတ်မှာပြန်ဖက်တဲ့အင်ကိုအလဲထိုးနိုင်ဖို့အတွက်အများအများကြီးပြင်ဆင်ရမယ်ပြီးလို့ရှင်အခုကို အခု Manchester United နဲ့ကမ်းမဲ့အတင်းကလည်း Brighton ကလည်းဒီရှုံးပွဲမရှိတဲ့အတင်းနဲ့တင်းဆိုတော့အရန်ကျူးဆက်ရမယ်ဘော့ဆားလို့မရဘူးကိုယ့်ရဲ့ဒီ breakdown တွေစီမှာဒီပြတိုင်းဖက်ကိုအလဲထိုးနိုင်ဖို့အတွက်အကောင်းဆုံးပြင်ဆင်ရမယ်ပြီးခဲ့ကျွန်တော်ဒီ Manchester United ကြာတော့ဒီပြီးခဲ့တဲ့အပွဲစဉ်တော့ Liverpool နဲ့ပွဲစဉ်က line up ပဲဒီအခုလည်းပြန်တုံးလာမယ်လို့ကျွန်တော်ထင်တော့နော်ခမရရတာပေါ့နော်အဲ့ဆိုတော့ကျွန်တော်ဒီအခုလောလောဆယ်ဒီ Brighton နဲ့လုံးဝဆုံးပွဲမရှိသေးဘူးဆိုတော့ အာ Brighton လည်းအခုသူတို့ကဒီမွာကောင်းတယ် Manchester United ကလည်းအခုလောက်စစ်တော့လည်းအာစိတ်တက်ခွန်အားတွေပြန်တက်လာတဲ့အချိန်ဆိုတော့ဒီဒီဘက်အရန်ကြီးကောင်းမဲ့ပွဲစဉ်တွေပွဲဖြစ်တယ်အဲ့အဲ့အကြောင်းကျွန်တော်တို့ဒီအာဘောလုံးချစ်ပရိတ်တတ်တဲ့အနေနဲ့ဒီဘက်လည်းအရန်စိတ်ဝင်စားကောင်းတယ်ကြီးကောင်းမဲ့ပွဲစဉ်တွေပွဲဖြစ်တယ်အဲ့အကြောင်းကျွန်တော် Manchester United ဖန်နေတဲ့တော့ဒီဘက်ကိုနိုင်ပါစီလို့ပဲဆုတောင်းမယ်ဆိုတော့ဒီဘက်၃ဘက်ဆင်နိုင်ဖို့အတွက်အာ Premier League ၃ဘက်ဆင်နိုင်ဖို့ရရှိဖို့အတွက် အာ United ဖန်တွေဆူတောင်းရမယ်ဆိုတော့เนาะအဲဆိုကျွန်တော်ဒီပွဲအရင်ကြည်ကောင်းမယ် Manchester United ဖန်တွေတော့ရင်ကုန်ကြကောင်းတယ်စိတ်လို့ဆက်ချစရာကောင်းတယ်ဒီပွဲအဲကြောင့်ဒီပွဲမှာလည်း Pro ရတဲ့ထွက်လာမယ်ဆိုကျွန်တော်အာခမိုင်းရအောင်ဒီပွဲမှာကျွန်တော်ကျွန်တော်အနေနဲ့တော့ဒီပွဲမှာအာ2-1တို့2-1တော့မဟုတ်2-0အဲ့လိုလေဖြစ်သွားနိုင်တယ်ကျွန်တော်ကျွန်တော်မြင်တော့ပဲအတင်းအဲ့တင်းစလုံးကပုံသေးတွက်လို့မရဒီတန်းကြတော့လေဒီဒီနှစ်တန်းကြတော့ မန်ချက်စတာယူနိုက်တက်ကလည်းအခုမှပြန်လဲပြီးမှစိတ်သက်ခွန်အားပြန်တက်လာခါစားဆိုတော့အာနိုင်မယ်လို့ပုံနေတက်လို့မရတယ်လို့ဒီ Brighton ကျတော့တကယ်ကောင်းတယ် Brighton လည်းအရန်ကောင်းလို့ကျင်ကြတော့ Brighton လည်းတင်းမောအရန်ကောင်းလို့အတင်းတင်းဆိုတော့အာဘယ်လိုပြောမလဲခမရခဲ့တယ်ဒီ Brighton နဲ့ဘက်ကသူတို့ရဲ့အင်ကွက်မှာတွေ့ရတာချက်ကိုယူပြီးမှကိုယ့်ရဲ့ပိတ်တဲ့စီမှာအကောင်းဆုံးကစားနိုင်မယ်လို့ထင်တယ်အဲ့ဒါဆိုတော့ Brighton တွေ့တဲ့နေနဲ့ခက်ခဲတဲ့ပွဲစဉ် အာ Brighton တို့နေနေခက်ခဲတဲ့ပွဲတွေပွဲဖြစ်မယ်အာ Manchester United ဖန်နေနေလည်းဒီကျွန်တော်ရဲ့ video comment မှာအာခမလို့ရပါတယ်ဆိုတာရအောင်ကျွန်တော်အာပြောကြချင်ပါတယ်ဒီပွဲကိုလည်းကျွန်တော်ဆက်လိုက်မှကျွန်တော်စောင့်ကြည့်ရအောင်ကျွန်တော်ရဲ့ဒီပွဲကြိုတုံးချက်လေးကိုဒီမှာပဲကျွန်တော်ဆုံးသတ်ချင်ပါတယ်ဟိုအားလုံးကိုကျေးဇူးတင်ပါတယ်